ဒါဒီညီလေးမေးထားလို့ပေါ့နော်သူကဘီယာတောက်တယ်ကွန်စားတယ်အဲ့လိုပြောခမင်းစားနိုင်တယ်နောက်ပိုင်းကျတော့တက်ရွှေဟောဖြစ်တယ်ဆိုတော့အဓိကအသေးကြီးလို့လေကျွန်တော် ကအမြဲပြောတာကျွန်တော်ကအရက်ဘီယာတောက်ဖို့ပြောနေမှာမဟုတ်ဘူးတောက်တက်အောင်ချင့်ကြင်တက်အောင်အသက်ရှင်ရှင်နဲ့တောက်တောက်လို့ရအောင်ကျွန်တော်တွေ့ကြုံနေကျွန်တော်ကြိုက်တာတွေနဲ့ကျွန်တော်ခံခဲ့ရတာတွေနဲ့အသေးစီမုန်းလို့မောတယ်အောက်ကိုခြေရောက်ကိုဖက်နှက်ကိုလန့်ထောက်လို့မရတော့ဘူးဆိုတာကြီးကကျွန်တော်က ကိုယ်တိုင်ခံစားခဲ့ရတာလေအသားမလူနားလောင်ကျွန်တော်ပြပြတာလေခုဒါကျွန်တော်တို့သွားတက်တဲ့ပွဲဆိုလဲစီချိုနဲ့နှလုံးပေါ့နော်အဲ့မှာတော့အဓိကဆက်လိပ်ပဲကိုယ်လည်းတူတူပဲကိုယ်ကလည်းဖျိုးချောပြစ်တာပဲကိုယ်ကပိုဆိုးသေးတယ်ချို့ကအလူမျိုးခမီကယ်တွေများတော့ပြောပြောပြောထားပြီးသားနေပစောင်းကန်ဆာတွေဖြစ်တဲ့အစာရေမျိုးကန်ဆာတွေပြီးအသေးပါသူကရောင်သေးတယ်သူကကိုယ်စားပြီးတော့လဲသူကဟိုအသေးမထီဘူးမထင်နဲ့ပေါ့နော်အရက်ဘီရမှမဟုတ်ဘူးကိုယ်ဆိုတော့အဲ့တော့ကျွန်တော်ကတော့ကိုယ်မစားဘူးဆက်လိပ်လုံးဝမတောက်ဘူးအရက်ကတော့ကြိုက်တယ်ဘီရတော့တစ်ခါလေးတောက်တယ် ဒါပေမဲ့ BR လေးယူရဲစစ်များတော့ခုနောက်ပိုင်းကအရက်အကောင်းတော့ဖြစ်တာပေါ့နော်အဲ့ဒါတော့မှကျွန်တော်ကဟိုကို limit ကိုမထိန်းနိုင်တော့ကျွန်တော်ကပါလို့ဆိုအများနဲ့မတော့တော့ဘူးကျွန်တော်ပြောပြပြီ plane twin ကဆိုတာကနှစ်နာရီမှငါးဘက်မကြုံရပြီအဲ့ဒါလေးနေတိုင်းမတော့နဲ့ငါးဘက်ဆိုလဲအငါးရက်မှတစ်ဘက်မှတစ်ရက်လောက်ပဲတောင်းအဲ့နှစ်နာရီအတွင်းကိုငါးဘက်မကြုံနဲ့ဆိုဟောအဲ့လောက်ဆိုရင်တော့တော်ပြီလေအဲ့ဒါကြော်သွားရင်တော့မကောင်းတော့ဘူးကျွန်တော်အမြဲပြောနေရဆိုတာရက်တော့ဖို့ပြောနေမှာမဟုတ်ဘူး။ဘီယာလည်းမကောင်းဆိုတယ်သိတယ်။ဒူတိုင်းသိတယ် ကလေးလည်းသိတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲကွာအသက်ရှင်ရှင်နေပြီးတော့ရေရှည်တောက်ချင်တယ်ဥမာမလေးဆိုရင်ကွာသူနိုင်ငံကဒါမွတ်စလင်နိုင်ငံအခုကျွန်တော်မလေးရှားစေဝတ်တခုလက်တက်တာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကဘီယာကိုအခွန်ဈေးမြင့်လိုက်တယ်နှစ်တူးဒေါ်လာဘီယာတပူကိုတန်ဘူးကိုမြန်မာနိုင်ငံမှာ1000 2000ပဲရှိမယ်ဒီမှာ8000ရှိတယ်အဲ့လိုပဲစင်ကူမှာဆိုလဲတက်စ်ကိုမြင့်လိုက်တဲ့ခါကျတော့တောင်းတောင်းဘီယာမတောက်တော့ဘီယာတောက်ရင်ကျွန်တော်တို့တစ်ခွက်ဆိုရင် စီတစ်ခွက်ဆိုဘာမှဝင်2000လောက်ရှိတယ်စင်ဝဒေါ်လာတရတရ10 10လေးဟုတ်တယ်စင်ဝဒေါ်လာဈေးကြီးတယ်ဒီမှာကတော့8000စင်ဝမှာ2000လောက်ပေးရတယ်ဟုတ်တယ်10ဆိုရင်ကိုသူကဟိုဘာမှဝင်လဲဆို3000လောက်ဖြစ်နေပြီ တစ်ခွက်ကိုထိုးနေရာကြီးဆိုထိုးနေရာကြီး9ချက်တို့เนาะထိုးနေရာက9ချက်ထိုးနေရာ10ဘယ်လိုပြောကွာဟိုဘယ်လိုပြောမလဲသူကဈေးနှုန်းကိုမြင့်ထားတဲ့ခါကျတော့ပေါ်ပေါ်ပဲမရတော့ဘူးပေါ်ပဲမရတဲ့ခါကျတော့မတောက်တော့ဘူးပေါ့เนาะအဲအိန္ဒိယမှာလည်းအဲ့လိုပဲလေအဲ့လိုမတောက်တော့ဘူးလူရဲ့သဘောကခိုးချက်တာလည်းရှိတယ်ချက်ရက်တွေလုတဲ့ခါကျတော့အဲ့မှာလည်းလစ်ရောအဲ့တော့ဘာပဲပြောပြောကွာစိတ်ကိုထိမ့်ဖို့ပဲကျွန်တော်ကသင်ပေးတာပြောပြတာနော်တောက်ပုံတောင်းနည်းနဲ့အဲ့လိုနေပုံထိုင်ပုံနဲ့အသက်ရှင်ရှင်နဲ့အသေးမထိအောင်လို့ပြောပြတာ အဲ့တော့လာပြီးတော့ဒီဆောင်ဝင်ရက်တော့တယ်ရဲပြောနေတော့မဟုတ်ဘူးလေကြိုက်တယ်ကြိုက်တယ်ကိုယ်တိုင်ကြိုက်လို့ကိုယ်တိုင်ထိလို့ကိုယ်တိုင်ခံစားလို့ပြောပြတာကျွန်တော်အဖေလည်းဘီယာကြောင့်အသေးကင်ဆာဖြစ်တာပြောပြပြီးပြီနော်ဘီယာကိုကြိုက်တာကြိုက်တာမှတရက်ကိုအခွက်ဆယ်ခွက်လောက်တောက်တာဘီယာကြောင့်အသေး၆သွားတယ်အသေးကင်ဆာဖြစ်သွားတယ်ကဲကျွန်တော်လောက်ဒါခံစားရအောင်မလားကျွန်တော်ဒါတောက်လျှောက်ဘဝတစ်လျှောက်လုံးမှာသူ့ကိုဆယ်စုနှစ်ကျော်15နှစ်လောက်ကျွန်တော်ကုခဲ့ရတာအသေးကိုအဲ့တော့အဲ့ကြောင့်မို့လဲကျွန်တော်ဆေးဘွက်တွေတက်ဖြစ်သွားတာ တော့လေ့လာတာဟောအဖေကိုကောင်းစေခြင်းနဲ့စိတ်နဲ့မလုပ်သေးလို့ရတယ်ကိုကလည်းအဲ့တော့အသေးလေးပေါ်ကြီးလည်းမတက်နိုင်ဘူးအဲ့တော့မတက်နိုင်တော့အသေးကောင်းတယ်ပြန်ကောင်းတယ်ဆိုရယ်ဆေးလေးတွေနဲ့ဟိုအစားတောင်းနေထိုင်လေးတွေနဲ့ထိမ့်လိုက်ထိမ့်လိုက်ရင်းနဲ့ကိုလည်းဆွဲကူနောက်ဆုံးကျတော့ကင်ဆာဖြစ်တာပဲ तू ကတော့ပြောမရဘူးကိုကြီးကလာမှာ तू ကပြန်တော့တာလေအဲ့တော့ရက်ရက်မဲ့ချိန်မှာရက်နားမဲ့ချိန်မှာနားအဲ့တော့မြဲပြောတယ်အသေးစီမုံ level 2ဆိုရင်နား6လနားเนาะအသေးအဆိုင်နှစ်ဆတိုင်နားတော့မရဘူးမရဘူးအဲ့လိုမှမဟုတ်ရင်ဆက်တောင်းရင်လက်မှာ သဲ6မှာလीအဲ့လိုပဲဘီယာဆိုလည်းတကယ်အသဲ6တာပဲအဲ့တော့ပြပြတဲ့နိုင်ပေရတော့ကွာရှော့ရမှာပဲတခုတခုတခုခုတော့တွဲလို့ရမှာကွာအတော့မြဲပြောတယ်ဘီယာတောက်တယ်ဆိုရင်လည်းကောင်ခွက်တွေမစားနဲ့တော့တောက်လို့ရတယ်ဟိုအများကြီးတောက်လို့မရဘူးပြောပြပြီတရက်ကိုနှစ်ခွက်သုံးခွက်တည်းပို့တောက်လို့မရဘူးပို့တောက်ရင်ကိုဖြစ်ကိုခံပေါ့ကွာအဲ့တော့ကျွန်တော်ကမတိုးတော့မတောက်တော့ဘူးနေတိုင်းအဲ့တော့နေတိုင်းလည်းမတောက်တော့ဘူး ဟိုအဲ့တော့ကျတော့ပြန်ပြီးတိုးလာပြန်ရောအဲဒါကကျွန်တော်ကရှင်းပြတယ်နေတဲ့တော့မရမဟုတ်ဘူးကျွန်တော်ပြောပြတော့ yes ဆိုတာကို entertainment အနေနဲ့ပဲကိုကခိုင်းရမှာအရက်ကကိုကိုခိုင်းပြီဆိုရင်လစ်ပြီအရက်အကြောင်းလည်းမပြောချင်ဘူးကျွန်တော်လာမေးတယ်ဆိုလဲကျွန်တော်ကမဖြေချင်တော့ဘူးဒါပေမဲ့ကျွန်တော်ပြောရတဲ့အတိတ်ပဲကဟိုအများကြီးပြောခဲ့တယ်ဟိုလွန်ရင်တော့ကိုတော်သားနဲ့ကိုပဲလွန်ရင်ဖြစ်မှာပဲเนาะဟိုကျွန်တော်ကရှင်းပြတယ်ဆိုတာကဒါနားလည်အောင်ဖြေတတ်အောင်လို့ဒါပြောတာ ဟိုကျွန်တော်လည်းစူးစမ်းနေပါတယ်စူးစမ်းနေပါတယ်အရက်ကိုနောက်လုံးဝမတောက်နိုင်တဲ့အချင်းစင်ဆိုတော့ကောင်းတာပေါ့ဒါပေမဲ့လည်းလောကကြီးမှာတခါကျတော့ဟိုပြပြမယ်ကွာအစားတောက်နေထိုင်နေဆင်ញင်ပြီးတော့လေနှလုံးသွေးပိတ်ကြသူတွေအများကြီးပဲသူကမျှမှာဖြစ်မယ် acid နဲ့ base နဲ့မျှရမယ်အများနဲ့အကလီကြီးစားလို့လည်းမရအောင်အသီးနဲ့ကြီးမျှစားရဆိုလည်းမမှန်ဘူးအသားကြီးမျှစားရဆိုလည်းမမှန်ဘူးအကုန်ရှောင်နေပြီးတော့လေအသက်တူရင်လည်းမဟုတ်ဘူး ကိုချိုက်တိုင်းလေးလည်းကိုလုံးမယ်ကွာအဲ့ဒါကြောင့်ကျွန်တော်ပြောနှလုံးပဲသွားတဲ့ရင်စလစ်ကတော့လုံးဝဖြတ်ခိုင်းတယ်အရက်ကတော့ moderate လို့ပဲပြောတာအရက် short တောက်လို့ပဲပြောတာအရက်မတောက်နဲ့လို့ပြောတာအသေးအသေး6တန်းလုံးဝမရဘူးဒါကတော့ဘယ်စေးပညာပွဲမှဆိုမရဘူးနှလုံးပွဲတွေစိကျုပ်ပွဲတွေတောက်တာပဲเนาะနောက်ဆုံးအော်မနှလုံးနှလုံးဆေးပွဲမှာတော့မှဒီဆဲလေးတောက်တဲ့ဆံဝင်တောက်တာပဲဒါပေမဲ့ဆဲလေးကတော့သူကလုံးဝမတောက်ခိုင်းဘူးเนาะကိုယ်ကလည်းမစားခိုင်းဘူးအရက်ကိုတော့ short တောက်လို့ပြောတာဟိုမတောက်နိုင်ရင်တော့မတောက်နဲ့ ဒါဒါဒါကျွန်တော်အရင်နဲ့ပတ်သက်ပြီးတော့လဲဟိုဘသူမှဆယ်ဘဲဆရာဝန်မဆိုသူဆရာဝန်တယောက်ဖြစ်နေပြီးမှတောက်ဖို့ပြောနေမှာဟုတ်ဘူးမတောက်တဲ့ဆိုရင်လဲတောက်မှာပဲအဲ့တော့ကြမ်းကြမ်းမမာနဲ့တောက်တဲ့နေတဲ့အောင်လို့ကျမ်းမိုက်လေးလိုက်စားပြီးတောက်မယ်ဟိုသူများမြင်ကမြင်ကအောင်လို့တက်ရှည်ပြမယ်ကွာတော့ပြောတာအဲ့လိုသဘောပဲလीကျွန်တော်ပြောတာလမ်းလျှောက်မယ်ကိုကချွေးထုတ်မယ်เนาะပြောပြတာဟိုညနေလဲနည်းနည်းပါကစ်မယ်ဆိုရင်တက်ရှည်နိုင်တယ်သူက acid နဲ့ base ကိုမျှရတယ် ဟိုအဲကာလင်းကြီးစားလို့လည်းမရအောင် SG လည်းစားလို့မရအောင်အရက်ကြီးတောက်လို့လည်းမရအောင်အရက်လည်းတောက်မယ်အသင်းရွက်လေးလည်းစားမယ်အရက်ကိုလည်း limit လေးနဲ့ပဲကျွန်တော်အများကြီးပြောပြ US guideline နဲ့ပြောနေတာတကယ်1 pack ကို44မယ်2 pack ဆို88မယ်ဆိုရင်ရက်လိုက်တော့အဲ့တော့အကောင်းဆုံးကြံပေးတာတော့သူကအရက်ကြိုက်တယ်ဆိုရင်ပေါ့နော်တကယ်တစ်ပတ်နှစ်ပတ်လောက်တောက်တာ okay အဲ့တည်းမပိုးဘူးဆိုရတယ်အဲ့လိုမှမတောက်ရင်လည်းမတောက်နဲ့မတန်ဘူးဆိုတော့ကျွန်တော်တို့လိုじゃထိမှာ တောက်ရင်နင်းငံတောက်တာစနေနေ့မှာတပတ်နေ့ပိတ်နင်းငံတောက်ဆိုတာအဲ့ဒါကြီးကလည်းမဟုတ်ဘူးအဲ့တော့နံပါတ်1မတောက်တာတော့ကောင်းတယ်တောက်တဲ့ရင်တော့တပတ်နှစ်ပတ်ပဲတစ်ခွက်နှစ်ခွက်ဆိုတာအကောင်းဆုံးဖြေရဆိုရင်သူတို့ညောလက်ပတ်လေးကောင်းတာပေါ့လေအဲအဲ့လောက်ဆိုရင်ရပြီအဲ့လောက်ဆိုရင်သူကတက်ရှင်နိုင်တယ်ကျမ်းမာနိုင်တယ်အဲ့တဲ့ပို့သွားရင်သူကအရက်ကခိုင်းပတ်ဖြစ်သွားမှာခိုင်းကြုံဖြစ်သွားမှာပေါ့နော်အရက်ကကိုယ်နိုင်သွားမှာပေါ့โอเคဒီလောက်ပဲကျွန်တော်ဒီလောက်ဒီလောက်ပဲပြပြတာကျွန်တော်ကျွန်တော် live ကြည့်ရသူရှိတယ်တချို့ကျတော့ negative လာပြောတာရှိတယ် ော်မင်းလောက်တာလူနေသေးကုန်မယ်ဟာငါမသိအောင်ပြောပြနေတာလေဘသူကတောက်ချသူပြောနေလို့လားကျွန်တော်ဆရာဝန်တောက်ကွာကျွန်တော်လာပြီးဘီယာကုံနဲ့လာပြောတယ်ဆရာကလည်းပွဲတွေပဲတက်ပါမတက်ဘူးလေတက်လို့မရဘူးလေကျွန်တော်ဆရာဝန်ကွာဘီယာကုံမြတ်ကျွန်တော်ဘာဖြစ်သွားမှာတော့လာဖိတ်ပါတယ်ကျွန်တော်မလုပ်ဘူးလေဒါပေမဲ့ကျွန်တော်ကဒါလေးဒါလေးတွေကောင်းတယ်ကျွန်တော်တောက်တာတွေပြောပြတယ်ဒါပဲဒါပေမဲ့ကျွန်တော်ပြောလို့ကျွန်တော်လည်းအိုနီကများသွားပြီဆိုမရတော့ခုဒီနေ့ရှိမတော့တော့တောက်လို့မရဘူးလေနားအောင်ပါလေအသေးကိုလေမနိုင်လက်ပါလေမဟုတ်ဘူးလားနော်